US visa ဝင်မဲ့လူတွေကိုကျမတို့ကအခြေအနေလေးတွေကို share ပေးခြင်းတယ်ကျမက US visa ဝင်ရတော့မယ်လို့သိတဲ့အချိန်မှာပဲလုံးဝပြာရာမခက်ခဲ့ဘူးဘယ်မေးခွန်းတွေမေးမှလဲဘာတွေကြိုပြီးတော့ပြင်ဆင်ရမှလဲကျမဘာမှမပြင်ဆင်ဘူးဘေးတွေမေးတာတွေအဲ့ဒီမှာရေတရားတွေခြေရမှတွေကျမဘာမှမလုပ်ဘူး အဲ့ဒါတွေလုံလို့ရသွားတယ်လို့ကျမမဖြစ်ချင်တာဒါပေမဲ့ဘာတခုတော့လုံလဲဆိုတော့ကျမကအဲ့နေ့9နာရီ45လား15လားမသိဝင်ရမှာဆိုလို့ရှိရင်ကျမမနေ့စောကြီးမှာ6နာရီလောက်မှာရွှေတကုံဖျားအောင်မြေရောကျမသွားခဲ့တယ်။သွားတဲ့အချိန်မှာလည်းလူတွေကအယမ်းများနေတဲ့အခါကျတော့ကျမစိတ်ကြီးကြီးလင်းလင်းရှိမနေဘူးကိုကိုကိုတော့မစိတ်ထဲမှာဟာနောက်ပြီးကြရင်ငါဗီဇာဝင်ရတော့မှာအခုတည်းကစိတ်တည်းကနောက်ကြည့်နေပြီပေါ့နော်အစင်နောက်ပြေပါမလားမသိဘူးဆိုတော့စိုးရင်စိတ်ကလေးတော့မှကျမဖြစ်သွားတယ်။ဒါပေမဲ့ကျမအဲ့ချိန်မှာလည်းလေ ဘာတွေစုတောင်းရမှန်းလဲမသိတော့ဘူးအရန်နေလူတွေများလမ်းနေလဲကြက်တာတွေအဲ့တုန်းကဖြစ်တယ်ပေါ့နော်နောက်ပြီးတော့အဲ့လိုဓာတ်လေကားမှလည်းအတက်အစင်းမှလည်းလူတွေအရန်နေကြက်အဲ့ဓာတ်တွေဖြစ်တဲ့အခါကျတော့ကျွန်မစိတ်ကကြည်ကြည်လေးလေးမရှိတော့ဘဲနဲ့ဘာတွေစုတောင်းရမှန်းတော့မသိတော့ဘူးအဲ့ဒီအချိန်မှာကျွန်မဘာပဲစုတောင်းခဲ့လဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါပညာရှိနီးပေါ့နော်ကျွန်မကဖျားကိုဥတီပြီးတော့နောက်ကျမစူတောင်းတာတွေထက်စားလို့ရှင်ကျမတစ္ဆာဆိုးတာကိုပိုကြိုက်တာပေါ့နော်။ဘာတစ္ဆာဆိုးလိုက်လဲဆိုတော့ ဟိုဖះယရနာ၃မောက်တောက်ဝေယုံကြည်ပါတယ်မိဘတွေကိုလည်းကျွန်မလှုပ်ကျွေးနေပါတယ်ဒီဟာကမှန်ကန်ခဲ့လို့ရှိရင်ဒီနေ့လုံမဲ့အလုတ်ဟာကျွန်မကိုကောင်းတဲ့စီကိုညွန်ပြပေးတဲ့အခြေအနေပဲဖြစ်ပါစေဆိုပြီးတော့ကျွန်မဆက်စာဆိုလိုက်တာပေါ့နော်တကယ်တော့ပြောရမယ်ဆိုရင်ကျမစိတ်ထဲမှာဘလို့တွေးလိုက်လဲဆိုတော့ US ကိုသွားရမယ်ဆိုရင်လည်းဒါကျမကောင်းဖို့ဖြစ်လာဖို့ကျမကိုတကယ်လို့မ ီဇာ reject လုပ်လိုက်တယ်ဆိုလို့ရှိရင်လေကျမကမြန်မာပြည်မှာပဲနေရမယ်အဲ့လိုမြန်မာပြည်မှာပဲနေရမယ်ဆိုရင်လေကျမအတွက်ကောင်းဖို့ဖြစ်ဖို့ဆိုတာကိုပဲကျမဖြစ်စေချင်တာပေါ့နော် yes or no ဖြစ်ဖြစ်ကျမကကောင်းဖို့အတွက်ဖြစ်ရမယ်ဆိုတာကိုဖះမှကျမတိုင်တယ်လိုက်တာပေါ့နော်တကယ်လို့မှကျမက အဲ့ဒီမှာ visa reject ပါလို့ပြောလို့ရှိရင်လေကျမကဩမနေ့ကငါဖះမှာတစ္ဆာဆိုပြီးသွားပြီမြမပြီမှာပဲငါ့ကိုနေစေချင်တယ်ဆိုတာကငါကောင်းဖို့ပဲဆိုတာမျိုးကိုကျမကလက်ခံထားခြင်းလို့ပေါ့နော်အဲ့လိုနီးလေးပဲကျမပြင်ဆင်ပြီးတော့ကျမသွားခဲ့တယ်သွားပြည့်တဲ့အခါမှာလေကျမစိတ်ကိုပော့ပော့ပဲထားတယ် ရရင်လည်းငါဒါအမြက်ပဲမရဘူးဆိုလို့ရှိရင်လည်းငါအတွက်အရှုံးမရှိဘူးငါ185ဒေါ်လာနဲ့ဒီဝင်းကြီးတဲ့ကိုလာဝင်နေလာလဲတယ်လို့ပဲသဘောထားမယ်ဟုတ်တယ်လေနှုတ်ဆိုရင်ကျမကဗီဇာမလျှောက်ခဲ့ဘူးအမေရိကကိုလာဖို့ဒါကျမမ try မှုဆိုရင်ကျမ US တန်ယုံနဲ့ကိုကျမရောက်မှာမဟုတ်ဘူးနော်အဲ့လိုမျိုးလေးကျမစိတ်ကိုပော့ပော့ပါပါလေးပဲထားပြီးတော့သွားလိုက်တယ်ဟိုမှာမေးတဲ့မေးခွန်းတွေကိုလည်းလိုတိုရှင်းလေးပဲဖြေတယ်ကျမရသွားတာပဲ ရရင်လည်းကောင်းတယ်မရရင်လည်းကောင်းတယ်လို့စိတ်ထဲမှာထားပေမဲ့ကျမတန်းစီပြီးတော့ကိုယ့်လက်ရောက်ဖို့စောင့်နေတဲ့အချိန်မှာတော့ကိုယ့်ရှေ့မှာမရသွားတဲ့သူတွေရဲ့ energy ကိုကျမမယူဘူးဆိုတဲ့စိတ်ထားတယ်။ကျမရှေ့မှာအောင်သွားတဲ့အကိုတယောက်ရဲ့ energy ကိုကြတော့ဒီအကိုရဲ့ energy ကိုငါယူမယ်ဆိုတဲ့စိတ်မျိုးလေးတော့ကျမထားတယ်။အဲ့ဒီမှာဒိုလောဒိုလောတွေလည်းပြောနေကြတာပေါ့နော်ဟာငါတို့မပေးရင်တော့အာမလဲဘူးပေါ့အဲ့ဒီမှာမနေဘူးပေါ့ဆိုတဲ့စကားမျိုးတွေတချို့အမျိုးသမီးတွေပြောနေရတယ်ရှိတယ်အဲ့ဒီစကားဝိုင်းမှာဆိုလို့ကျွန်မမပါဘူးငါက ဲ့လိုမျိုးစိတ်ထဲမှာထားမဲ့လို့မဟုတ်ဘူးငါရမှာဆိုတော့ညှော်လင့်ချက်လေးကိုလည်းကျွန်မထားတယ်ရသွားတဲ့အခါမှာလည်းကျွန်မဒီအမေရိကကိုရောက်ပြီး immigration ကိုဖြတ်ပြီးတော့ကျွန်မလေစိတ်ကနေထွက်ပြီးဆိုမှပဲလူတွေကိုငါအမေရိကကိုရောက်ပါပြီဆိုတာကိုပေးတည်တယ်ဘသူ့ကိုမှကျွန်မပေးမသိဘူးဘသူတွေကိုတော့ကျွန်မပေးတည်လဲဆိုတော့အလောက်ကလူတွေကိုတော့ပေးတည်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ အလုတ်ထွက်မှာဟုတ်အလုတ်ထွက်တဲ့ reason ကလည်းအမေရိကသွားဖို့ဆိုတဲ့ reason ကိုနော်အဲ့တော့ယုံကလူတွေအလုတ်ကလူတွေတော့တိကြတယ်ဒါပေမဲ့ကျမရဲ့တငယ်ချင်းအရင်အနည်းဆုံးနေကိုလည်းသွားကန်ဒီလေးတရက်နှစ်ရက်မှာတော့ပြောပြတယ်ဒါပေမဲ့ကျမဘသူ့ဥမာ visa ကြီးတော့အောင်သွားပါပြီဘယ်နေ့ကိုတော့ကျမသွားတော့မှာပါအဲ့ဒါတွေကျမမပြောဘူးအရေးကြီးတာတခုပြောဖို့ကြံခဲ့တယ်အဲ့ဒါကကိုကို visa approve ပေးလိုက်ပြီဆိုရင်တော့မှလက်ထဲကို passport ကပြန်ပါလာမှာမဟုတ်ဘူး တန်ယုံမှာထားခဲ့ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်လက်ထဲကို passport ပြန်မရောက်သေးသေး၍ဒီခရီးစဉ်ကငါလေရင်လက်မှတ်တွေကြိုပြီးတော့မဝယ်သင့်သေးဘူးဒါကြောင့်ကိုယ့်လက်ထဲကို visa တစ်စိတ်တုံးပါတဲ့ passport ပြန်ရပြီဆိုတော့မှသာငါအမေရိကခရီးစဉ်ကိုစပြီးတော့လုံလို့ရပြီလို့သတ်မှတ်ထားဖို့လိုတယ် passport ပြန်မရသေးခင်မှာပဲတန်ယုံကစိတ်ပြောင်းပြီးတော့ကိုကို refuse လုပ်လိုက်တာ reject လုပ်လိုက်တာမျိုးလည်းရှိတာကြောင့်ဖြစ်တယ်ဒါကြောင့်ဘသူ့ကိုမှပေးမသိတာ လေရင်လက်မှတ်တွေကြိုးပြီးတော့မဝယ်ထားသေးတာကိုလုတ်ဖို့အတွက်အကြံပေးလိုပါတယ်။အဲ့တော့အားလုံးပဲပေါ့ပေါ့ပါပါလေးပဲစိတ်ကိုထားစေချင်တယ်။အရာရာတိုင်းကိုကျွန်မဘလို့ပဲလက်ခံယုံကြည်ထားလဲဆိုတော့ဒီနေရာမှာ ရှိရမယ်လို့ဘဝမှာတတ်မှတ်ထားလို့ရှိရင်အဲ့နေရာမှာရှိကိုရှိပါတယ်။ကိုရီးယားမြန်မာပြည်မှာပဲရှိရမယ်လို့ ကန်တရားကချမှတ်ထားရင်ကိုကမြန်မာပြည်မှာပဲရှိပါတယ်ကိုကဂျာမနီမှာရှိရမယ်လို့သူ့ဘာသူစီစဉ်ထားပြီးသားဆိုရင်ဒီဂျာမနီကလူတွေနဲ့တွေးဖို့ဒီနာကလူတွေနဲ့ကိုနဲ့ကြုံဆုံဖို့ရည်စက်ရှိလာလို့အဲ့လိုနေရာတွေကိုရောက်ပါတယ်လို့ပဲကျမကခံယူထားတယ်အဲ့တော့ကျမဒီကိုရောက်နေလို့လေကျမကိုဒီနေရာလူတွေနဲ့ကျမကဟိုကျင်လဲစက်စားဖို့အတွက်လို့လို့ဒီနေရာကိုရောက်နေရတယ်လို့ပဲကျမယုံကြည်ထားတယ် တနေ့နေ့တစ်ချိန်ချိန်မှာကျမမြန်မာပြည်ကိုပြန်လာရမယ်ဆိုလဲကျမဒီအမေရိကမှာနေရမယ်ကာလဒီနာမှာပဲပြီးသွားလို့မြန်မာပြည်ကလူတွေနဲ့ငါပြန်ဆုံမှုပြန်ကြုံမှုငါမှာရေဆက်တွေရှိသေးတယ်လို့ပဲကျမကသဘောထားပါတယ်အဲ့လိုလေးနဲ့ပဲဘဝကိုကျမ go with the flow လေးနဲ့ပဲသွားပါတယ်ဆိုတာလေးကိုဝေမျှကျမတယ်အရင်ဗီဇာဝင်တာနဲ့ဗီဇာကြီးကိုရလို့စိတ်ကြီးနေဘယ်သူမှတော့ဗီဇာမရပဲတော့မနေချင်ဘူးပေါ့နော်ဘယ်သူမှတော့ reject မဖြစ်ချင်ဘူးဒါကျမနားလေတယ် it is not the end of the world ကျွန်မပြောချင်တာကဘာနောက်ဆုံးနေကြီးဖြစ်မနေဘူးကွာတေကောင်ပေါင်းလဲကြီးလဲသိရမလားဒီဗီဇာမရလို့ဟိုကျွန်မတို့ရဲ့ကျမ်းမာကြီးတွေထိခိုက်သွားမှကြီးလဲမဟုတ်ဘူးကျွန်မပြောချင်တာကျွန်မတို့မှာကျမ်းမာနေတဲ့ရွေးကစ조사권ရှိတယ်မြန်မာဒီမှာပဲဖြစ်ဖြစ်မမပဲဖြစ်ဖြစ်ကျွန်မတို့ကအဲ့ရတဲ့လဲနေလို့ရှင့်အဆင်မပြေဘူးအဲ့တော့ကျမ်းမာတဲ့ခန္ဓာကိုယ်ကိုရနေလို့ရှင့်ရင်ဒါလက်ကြီးတစ်ပါးပါပဲ အမေရိကန်ဗီဇာရရှိရေးမရရှိရေးဟာကိုအိပ်ရတဲ့လဲနေတဲ့ဘဝဖြစ်တာတော့တော့အရေးမကြီးဘူးလို့ကျွန်မယုံကြည်ထားတယ်။အဲ့ဒါလေးကိုခေါင်းထဲမှာထည့်ထားနိုင်လို့ရှိရင်တော့ဗီဇာသွားဝင်တဲ့အခါမှာပေါ့ပေါ့ပါပါဖြစ်မယ်လို့ပဲကျွန်မထင်တယ်။အားလုံးပဲ good luck အခွင့်အရေးတွေရတာတွေကိုစုပ်ပိုင်နိုင်ကြပါစေ။အောင်မြင်ကြပါစေ။လူတွေကိုလည်းပြန်ပြီးအကျိုးပြုနိုင်ကြပါစေကိုကိုကိုလည်းအကျိုးပြုနိုင်ကြပါစေဘိုင်ဘိုင်